ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါညောင်နှုံးမျိုးတွေကမ်းမပြူကြမှုကြောင့်နေအများထိခိုက်ပျက်စီးပြီးကုညင်ထုတ်ပြန်ပျက်စီးများရေးပေါ်လိုရဲ့နေရတဲ့တဲ့ PNN တွင် Telegram သုံးခွင့်ပိတ်ပင်တဲ့တဲ့ဘူရာယုံတွင်အမျိုးသမီးတအူးကဓာပြေလိုက်တို့ရဲ့၁၈ဦးတည်းရရှိရတဲ့တဲ့ ။ဘာစီလိုနာကိုအနာယူကချန်ပီယံလိချန်ပီယံဆုကိုအာဆင်နယ်ဆုခုခဲ့တဲ့တဲ့င်းအပါအဝင် အစရှိတဲ့ပြည်တွင်းပြည်ပစိတ်ဝင်စားတဲ့တဲ့င်းတွေကိုတက်ဆက်ပေးပါတော့မယ်ရှင်။ပထမဆုံးအနေနဲ့ပြည်ဝင်တဲ့တဲ့ပုဂ္ဂိုလ်တက်ဆက်ပေးကြပါမယ်။ညောင်နှုံးမျိုးတွေကမ်းမပြူချောင်းမှုကြောင့်နေအများထိခိုက်ပျက်စီးပြီးကုညင်ထောက်ပံ့ပျက်စီးများရေးဖို့လိုရနေရလို့သိရပါတယ်။ဒီကိစ္စကိုတော့မြတ်သူကပြောပို့လာပါဗျ။ ။တရားဝင်တန်းဒေသကြီးညောင်လုံးမြို့ဒီရက်ွယ်ညောင်ချောင်းသောအနီးတွင်ရင်းနှီးနှက်နှက်ဆက်လက်နိုင်ခဲ့ဝင်းချင်းအချိန်ကကမ္ဘာပူကြောင်မှုကြောင့်နေအများထိခိုက်ပျက်စီးသွားပြီးစားနရိတ်ခါအပောင်းဝင်ကုညင်ထောက်ပံ့ပျက်စီးများအရေးပေါ်လိုအပ်နေကြောင်းသိရပါဗါး။အဆိုပါကမ်းမပြေချခြင်းကြောင့်လူထိခိုက်ဒေဆုံမှုမရှိတော့လဲလူနေအိမ်59လုံးကထိခိုက်ပျက်စီးသွားကြောင်းအကူအညီများလိုအပ်နေကြောင်းသိရပါဗျ မိုးတင်ထွန်သောရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးတိုက်ဆုံးခြင်းမိုးကြိုးပြေခြင်းလျှက်စီးလက်ခြင်းမိုးတိကျွေခြင်းလျှက်ပြင်းရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေအများဖြစ်ပေါ်နိုင်မှာသဖြင့်ကုန်မြင့်ဒေသအနီးတွေမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးတွေနေထိုင်ကြသူများအနေဖြင့်ရေကြီးခြင်းရှင်မှုများကိုကြိုတင်တည်ပြုချောချနိုင်ရန်နဲ့ပြည်ရင်းရေချောင်းသွားလာရေးနဲ့လေကြောင်းပြန်တမ်းရေးအနေဖြင့်လည်းကြိုတင်တည်ပြုနိုင်ပါရန်မိုးလီဝသနေစလာပေတာဦးစီးဌာနကအတိပေးထုတ်ပြန်ထားကြောင်းသိရပါရရှင်ဆက်လက်ပြီးနိုင်ငံတကာတင်း င်းသဘောကိုတင်ဆက်ပေးခြင်းပါတယ်။ PNN တွေ Telegram သုံးခွင့်ပြင်ပေးခဲ့တယ်လို့သိရပါတယ်။ဒီတင်းကိုတော့ငင်းကြအောင်ပြပို့လာတာပါ။ PNN အစိုးရဟာနိုင်ငံတွေးမှာဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Telegram ကိုအသုံးပြုခွင့်ပြင်ပလိုက်တယ်လို့သိရပါဗျ။ ်ဘီအန်အန်နိုင်ငံအတွင်းမှာ Telegram သုံးမှုသူတွေဟာမူရင်းစေဝါမောက်ကုန်မှုအပါအဝင်ရှားဆွေးမှုကျူးလွန်မှုတွေကို Telegram platform ပေါ်မှာလုဆောင်နေရလို့တရှိရတာကြောင့်အဲ့လိုလုဆောင်နေရလို့ယူဆရတဲ့ account တွေနဲ့ channel တွေကိုပိတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ Telegram ဘက်ကမလိုက်နာခဲ့တာကြောင့် BNN အစိုးရက30ခွင့်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ VNN နိုင်ငံအတွင်းမှာအင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေအားလုံးကို Telegram ကိုပြင်ထားဖို့အစိုးရကအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ ။မြန်မာနိုင်ငံအတွင်းမှာအသုံးပြုနေတဲ့ Telegram Channel ကိုရောင်းချောက်ရာကျော်ဟာဇာဆွေးမှုတွေနဲ့ဆက်ဆက်နေရလို့ BNN အစိုးရရဲ့သတင်းထုတ်ပြန်ချက်တွေမှာပါရှိခဲ့ပါဗျာ။ ပြည်내နိုင်ငံဟာသတင်းမတွေဖျက်ချမှုမလုပ်နိုင်ဖို့နဲ့နိုင်ငံတော်လုံခြုံရေးကိုမထိခိုက်စေဖို့အတွက်နိုင်ငံတွင်းမှာဝန်ဆောင်မှုပေးနေတဲ့ဆိုရှယ်မီဒီယာတွေဘက်ကတုံ့ဆက်သူတွေရဲ့သတင်းအချက်အလက်တွေကိုအစိုးရကိုပေးဖို့နဲ့အစိုးရဘက်ကညွှန်ကြားတဲ့အတိုင်းနိုင်ငံဆောင်ရွက်ဖို့ဥပဒေပြဋ္ဌာန်းထားနိုင်ငံဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ဥရာယုံတွင်မြို့သမီးတအူးကဓာပြေလိုက်တို့ရဲ့၁၉ဦးတရားရရှိခဲ့ပါတယ်။သတင်းကိုတော့ညင်းချောင်းဝါပြပို့လာတာပါ။ ရိုင်ယွန်တခုမှာမျိုးသမီးတခုကယထားဆောင်နေသူတွေကိုဓာတ်နဲ့လိုက်ထိုးခဲ့တာကြောင့်ဓာတ်ထုတ်ခံရသူ18ဦးဒဏ်ရာရှိခဲ့တဲ့ဖြစ်စဉ်တည်းရဲ့ဇာမီနိုင်ရဲ့ဟမ်ဘက်မြို့မှာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒီကနေ့တော့ကြာနေဒေသဆန်တော်ကြီးညနေ6နာရီကျော်မှာဟမ်ဘက်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီးပြည်မှုဇွန်းလုံခဲ့တဲ့မျိုးသမီးကိုရတပ်ွဲကပြည်မှုဇွန်းလုံရမှာအသုံးပြုခဲ့တဲ့ဓာတ်နဲ့အတူဖမ်းမိခဲ့ပါဗျ။ဒေယရရှိသူ18ဦးတွေမှာ၄ဦးကအသက်အန္တရာယ်ဆိုရင်ရတဲ့အခြေအနေမှာရှိရလို့လည်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါဗျ။ ။ပြည်မှုကျွန်းတော်တို့အမျိုးသမီးရာအသက်39နှစ်အရွယ်ရှိပြီးတက်ခန့်ရတဲ့အကြောင်းရင်းကိုစစ်ဆေးဖော်ထုတ်နေဆဲဖြစ်တယ်လို့သိရပါဗျ။ဟမ်ဘက်ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုရေးရှိသူကပြည်မှုကျွလုံသူကိုကနဦးဖြစ်စေခဲ့ရမှာစိတ်အခြေအနေမူမှန်မဟုတ်ဘူးလို့တမန်ရမယ့်အခြေအနေတွေတွေ့ရှိခဲ့ရလို့ပြောကြားခဲ့ပါတယ်ရှင်ဆက်လက်ပြီးအခစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်ဘာစီလိုနာကိုအနာယူကချန်ပီယံလိချန်ပီယံစုကိုအာဆင်နယ်စကူးခဲ့ပါတယ်ဒီတဲ့ကတော့ညင်းကြောင်ဝါပြပူလာတာပါ အခုတက်ဆက်ပေးမယ့်တင်ကတော့ဘာစီလိုနာကိုအနာယူကချန်ပီယံနစ်ချန်ပီယံစုကို အာဆင်နယ်စကူးခဲ့တဲ့တင်ဖြစ်ပါတယ်။ရှမန်နေညာကပေါ်တူဂီနိုင်ငံလက်စဖုံးမြို့မှာကျင်းပခဲ့တဲ့မြို့သမီးချန်ပီယံလိဘိုလူပွဲမှာအာဆင်နယ်အသင်းဟာအင်အားကြီးဘာစီလိုနာအသင်းကိုတကောစီရိုနဲ့အနာယူပြီးချန်ပီယံဆုရရှိနိုင်ခဲ့လို့သိရပါဗါးအာဆင်နယ်အသင်းရခဲ့တဲ့အနိုင်ကိုကိုပွဲစဉ်85မိနစ်မှာစူတင်လေးရေးစင်တိုက်စစ်မှုဖြစ်တဲ့စီနာဘလက်စတီနီယက်ကသွင်းယူခဲ့တာဖြစ်ပါတယ် အာဆင်နယ်ဟာအန်တာတော့အသင်းအနေနဲ့ဘွန်ဒူဘဲတယောက်လာခဲ့ပေမယ့်ပြီးခဲ့တဲ့၄နှစ်အတွင်းမှာ ချန်ပီယံလိဘလာကိုတုံးချင်ရယူထားတဲ့ဘာစီလိုနာကိုအကောင်းဆုံးထွေးချုပ်ကစားပြီးချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်အာဆင်နယ်ဟာအင်္ဂလန်မျိုးသမီးကလပ်တွေထဲမှာချန်ပီယံလိချန်ပီယံဆုကို ပထမဆုံးရယူနိုင်ခဲ့တဲ့ကလပ်ဖြစ်ခဲ့ပါတယ်။ဒါ့အပြင်အာဆင်နယ်မျိုးသမီးအသင်းဟာအာဆင်နယ်မျိုးသားအသင်းမဆက်ဆောင်နိုင်သေးတဲ့ချန်ပီယံလိချန်ပီယံဆုကိုရယူပြန်ခဲ့ရတာလည်းဖြစ်တယ်လို့သိရပါပါတယ်ရှင်။ဒီတင်းကိုရောရင်ကျအောင်ကပြပို့လာတာပါ။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေဖြစ်ပါတယ်။တချို့အားပေးကြပရိသတ်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။